ဒီနေ့တော့ကိုယ့်ရဲ့ collateral တွေကိုပေါ့နော် social media အတော့၎င်းဒီအကျင်ကနေတော့၎င်းစောင့်ကြည့်နေတဲ့သူတွေရှိလားဆိုတာကိုဖတ်ပေးမှဖြစ်တယ်ဆိုတော့ collateral reading ပဲဖြစ်မယ်ပေါ့နော် collateral reading ဆိုတော့လက်ရှိ current energy ရာကတော့ full of pentacle collateral တွေလက်ရှိမှာပေါ့နော်တစ်ခုခုကိုအရန်လိုချင်နေရမျိုးအရန်ရချင်နေရမျိုး ရှိနေတာမျိုးတွေ့ရတယ်။တခုခုပေါ့နော်ဝဲကျင်တာမျိုးတော့၎င်းပိုင်ဆိုင်ကျင်တာမျိုးတော့၎င်းမျောလင်းချက်အရန်ကြီးနေတာ။ပြီးတော့ပိုက်ဆက်နဲ့ပတ်သက်ပြီးတော့ငွေကြေးအိုးဝင်ခြံကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပူပင်နေရတာမျိုးတွေ့ရတယ်။ပူပန်နေရတယ်ဆိုတာကမရှိလို့ပူတာမျိုးမဟုတ်ဘဲနဲ့ရှိပြီးသားအရာတွေပျောက်ပြတ်သွားမှဆိုးလို့ဘယ်လိုတိုးပွားအောင်လုပ်ရမလဲဆိုတာကိုမသိလို့အဲအဲ့ဒီလိုမျိုးပေါ့နော်ရှိပြီးသားအရာတွေအတွက်စိုးရိမ်ပူပန်စိတ်တွေအရန်များနေတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ ဆိုတော့ Pandigae and 901 okay တွေ့လားအာကိုရခေါ်လာတည်တည်ရလက်ရှိမှာ901ဇီရဲ့ energy ပေါ့နော်အစင်မပြေတာတွေအားလုံးကပြီးခဲ့ပြီလူကျင်တဲ့ပန်းနိုင်ကိုရောက်တော့မယ်အခက်အခဲတွေကိုကျော်လွားခဲ့ပြီးသွားပြီကိုရခေါ်လာတည်တည်ရအခ်ဆိုင်နေများဖို့များတယ်ပေါ့နော် tar toilet bar ကို cut break ကိုဆိုတော့ဒီ up sign နေဖြစ်မယ်။ခေါင်းမာရဲတခုခုကိုလိုချင်တယ်ရချင်တယ်ဆိုရင်လည်းရေစုံရေကန်ဘလိုပဲဖြစ်နေပါစေအဆုံးသွန်ထိစူးစားတတ်တဲ့သူမျိုးတွေဖြစ်တယ်ဆိုတာကိုလည်းတွေ့ရတယ်။ခံနိုင်ရှိရပေါ့နော်ပြောရမယ်ဆိုရင်အာဘလိုမျိုးပဲပြော့ညံ့နေဘလိုမျိုးပဲဟိုဘလိုပြောရမလဲ လူတွေမြင်မှာတော့ကွာသိရမလားဝမ်းနေတတ်တယ်ပြုံညံ့တယ်ဒီလိုမျိုးထင်ကောင်းထင်စရာရှိပေမဲ့ကိုယ့်ရဲ့ quality တွေကတကယ်တမ်းပေါ့ခေါင်းမာတယ်လူကျင်နာကိုရဖို့အတွက်အဲ့ဒီလိုမျိုး ACC နဲ့ပဲ A ဆက်ဆက်နဲ့ပဲရအောင်သွားတတ်တယ်အကျင့်ရှိရတယ်တချို့ကြတော့လည်းဒီစုထိုးဆန်တယ်ဆိုတာမျိုးကိုတွေ့ရတယ်ညှိနှိုင်းဆွေးနွေးရခတ်တယ်လို့ထင်ကောင်းထင်ရပေမဲ့သဘောကောင်းတယ်သို့တော်လည်းပဲ C တစ်ခုကို ထားပြီးတော့လူတိုင်းနဲ့ဆက်ဆံတတ်တဲ့ character မျိုးရှိတယ်ဆိုတာမျိုးကိုလည်းတွေ့ရတယ်။ဘာပဲပြောပြောလက်ရှိ current energy ကိုခြုံငုံပြီးပြောရတယ်ဆိုရင်တော့ အာ close to success ပေါ့နော်အောင်မြင်မှုနဲ့နှိစက်နေပြီအရင်ကထက်ပိုပြီးတော့လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေနေတယ်ပိုင်ဆိုင်မှုတွေရှိနေပြီအဲ့ဒီရှိနေပြီလက်ထဲမှာရှိနေပြီလားပိုင်ဆိုင်ထားတဲ့အရာလေးတွေပျောက်ပြက်မသွားအောင်လို့မို့လို့စ조사ပြီးတော့ထိမ့်သိမ့်နေရတယ်အဲတိုးွားလာအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပူပန်စိတ်တွေများနေတယ်မိသားစုတွေမှာလည်းကိုကပဲအဦးစီးဦးဆောင်လုပ်ပြီးတာဝန်ယူထားရတာမျိုးဒီလိုမျိုးပေါ့နော်အဲဒီလိုမျိုးနေရာမှာရှိနေတဲ့သူတွေဒီ reading ကိုကြည့်နေလိမ့်မယ်ဆိုတော့ကိုယ့်ရဲ့ collective တွေကို အဆောင်ကြည့်နေတဲ့သူရှိလားကြည့်ရအောင် tree of sauce okay and four of ones and patient ones ဆိုတော့ quality တွေကိုစောင့်ကြည့်နေတဲ့သူကမင်းတို့အသေးခွဲခဲ့တဲ့သူဖြစ်နေမှာပေါ့နော်ကိုယ့်ရဲ့ quality တွေเนี่ยအဆင်မပြေတဲ့ဆက်ဆံရေးတစ်ခုမှရှိနေတဲ့သူတွေကကိုယ့်ရဲ့ quality တွေကိုစောင့်ကြည့်နေတယ်သူတို့တွေကပေါ့နော် မင်းမင်းကိုစောင့်ကြည့်နေတယ်သူကဘယ်လိုမျိုးလဲဆိုတော့လေမင်းအစင်ပြေသွားမှာကိုအမ်မလိုလားတဲ့သူကနည်းနည်းပါတယ်မင်းရဲ့မိသားစုအတိုင်းအဝိုင်းပေါ့နော်401ရဲ့ energy ရာကိုယ့်ရဲ့ quality ရဲ့မိသားစု သို့မဟုတ်လုံဖို့ကိုင်းပဲတငယ်ချင်းဒီလိုမျိုးအရင်ရင်းနေတဲ့လူတစုကလည်းကိုယ့်ရဲ့ collective တွေကိုစောင့်ကြည့်နေတာမျိုးကိုတွေ့ရတယ်။မင်းဘာတွေလုပ်နေပြီလဲ။အာဘဝမှာဘလို့အခြေအနေတွေဖြစ်နေပြီလဲ။အခုရောဘာဖြစ်နေပြီလဲ။အဲ့လိုမျိုးကိုယ့်ရဲ့ collective တွေကတော်တော်လေးတော့လူစိတ်ဝင်စားခြင်းကိုခံရတာမျိုးတွေ့ရတယ်။ချစ်သူအမ်ခင်သူရောမချစ်တဲ့သူမခင်တဲ့သူရောအကုန်လုံးကမင်းကိုစိတ်ဝင်စားနေတဲ့ကာလတစ်ခုဖြစ်နေတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်။ Three source အရာတော့ collective တွေကိုနာကျင်စေခဲ့ဘူးတဲ့သူဒါမှမဟုတ်ကိုယ့်ရဲ့ collective တွေကတပတ်သူကိုနာကျင်အောင်လုပ်ခဲ့မိတယ်စကားလုံးတန်းတန်းနေပြောခဲ့မိတယ်ပဲထားပါတော့ကိုကမရည်ရွယ်ပဲပဲပြောပြောရည်ရွယ်ပြီးပဲပြောပြောအဲ့ဒီလိုမျိုးမင်းကြောင့်ထိခိုက်ဖူးတဲ့သူနာကျင်ဘူးတဲ့သူကမင်းကိုစောင့်ကြည့်နေတယ်လက်ရှိမှာပေါ့နော်လက်ရှိမှာရောအရင်လူမျိုးပဲခေါင်းမာပြီးတော့အဲတစထိုးဆန်နေတုံးပဲလားအဲငွေချစ်ခင်နေဖြစ်နေတုံးပဲလား ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေရှိနေလဲဒီလိုမျိုးတွေစောင့်ကြည့်နေတာကိုတွေ့ရတချို့ကကြတော့401ရဲ့ energy နဲ့မင်းကိုစောင့်ကြည့်နေတဲ့သူကမင်းရဲ့မိသားစုဝင်ဖြစ်နေမှာပေါ့နော်မင်းရဲ့မိသားစုဝင်ကြီးကအာမင်းအဆင်ပြေနေလားအဆင်မပြေဘူးလားဘယ်လိုမျိုးဘဝမှာဘယ်လိုကိစ္စတွေကိုစတင်ပြီးတော့လှုပ်ဆောင်နေပြီလဲဘာတွေအတွက်စူးစမ်းနေလဲအဲအဲ့ဒီလိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့ quality တွေကိုစောင့်ကြည့်နေတာမျိုးတွေ့ရတယ် ဆိုတော့စောင့်ကြည့်နေတဲ့သူရှိလားဆိုတော့ရှိရပါဘော three dot cut ကိုထပ်တွေ့တငယ်ချင်းအပေါင်းအသင်းနေမင်းကိုလေလူစိတ်ဝင်စားမှုတော်တော်များတယ်ပေါ့နော်ဆိုတော့အဲ့စိတ်ဝင်စားနေတဲ့သူတွေကလည်း level 2အသက်အရွယ်2တွေများတယ်ပေါ့နော် level 2ဆိုတာကအဲ့ဘောဘယ်လိုပြောရမလဲအသက်အရွယ်2ပေါ့နော်ကိုနဲ့အတူတူအဲလှုပ်တစ်ခုထဲမှာအတူတူလုံးနေတဲ့သူတွေတော့လကောက် အတူတူလှုပ်ခဲ့ပြီးတော့ကိုကတော့ကိုယ့်ရဲ့ quality တွေကတော့အဲ့ဒီအလုပ်ကနေထွက်ခဲ့ပြီးတော့ကိုယ့်ဘာကိုဘဝကိုတသက်ရှင်သန်နေတယ်သူတို့နဲ့လည်းမတူတော့ဘူးမတွေ့လည်းမတွေ့ဖြစ်တော့ဘူးဒါပေမဲ့အဲ့ဒီလူတွေကတော့လှုပ်ဖို့ကိုင်ပက်တီပေါ့နော်အဲ့ဒီတငယ်ချင်းအပေါင်းအသင်းတွေပေါ့နော်သူတို့ကတော့ကိုယ့်ရဲ့ quality တွေကိုအမြဲစိတ်ဝင်စားနေအမြဲ social media ကနေစောင့်ကြည့်နေတာမျိုးကိုတွေ့ရတယ် ပျော်နေလားဒီမှာမဝမ်းနေနေလားအဆင်ပြေနေလားအဆင်မပြေဘူးလားဘာတွေဖြစ်နေလဲဒီလိုမျိုးအတော်လေးကိုစိတ်ဝင်စားတာမျိုးကိုတော့တွေ့ရတယ်7 no ones ဆိုတော့ဗောနော်မင်းဘဝမှာအခက်အခဲတွေရှိနေလားအပြိုင်ဆိုင်တွေရှိနေလားတို့ကစိတ်ဝင်စားတယ်တွေ့လားတကယ်တော့7 no ones ရဲ့ energy ကတကယ်တော့7 no one ကဗောနော်ဟို ဘယ်လိုပြောရမလဲ under the pressure ပေါ့နော် pressure တွေ PR တွေရှိနေတယ်ဆိုရင်တော့မှာပဲတတိရှိရှိနဲ့ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်သွားနိုင်တာမျိုးအဲကိုတိဆောက်ထားတဲ့အရာတွေကိုကာကွယ်နိုင်တာမျိုးအပြိုင်ဆိုင်တွေရှိတယ်ဆိုရင်လည်းပဲကိုကအဲ့ဒီလူတွေကိုပြိုင်ဆိုင်အနိုင်ယူပြီးတော့ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်အောင်ကြော်လွားသွားနိုင်တာမျိုးပေါ့နော်မင်းမှာအဲ့ဒီလို skill တွေရှိနေတာကိုတို့ရဲ့မသိစိတ်မှာ အာဘယ်လိုပြောရမလဲအဲ့ the mystery ကများနေရပေါ့နော်မနာလိုဝင်ထူတာပေါ့အရှိမကျတော့ဟဲတငယ်ချင်းဘယ်လိုပဲညာဒီလိုမျိုးတွေပေါ့နော်အရှိမအရန်နေအာယင်းနေတရားအောင်နဲ့ဖက်လဲတငင်းနေနေပြပြီးတော့ကြာကမှာနောက်ွယ်မှာကြာတော့ဘလို့ခက်ခဲကြီးကြုံရပြန်ပြီလေအပြိုင်ဆိုင်ကြီးရှိနေပြန်ပြီလားဒီတိုင်းပဲတတောင့်တတတာလေးရှိနေလားအခက်ခဲကြီးကြားထဲမှာဒီကောင်မလေးဒီကောင်ကလေးရုန်းကန်နေရလားဒီလိုမျိုးစိတ်ဝင်တစားစောင့်ကြည့်နေတာမျိုးကိုတွေ့ရတယ်သို့တော်လည်းပဲ ိုယ့်ရဲ့ collective တွေကအစကတည်းကမင်းတို့ရဲ့ပင်ကိုဗီဇအရာကို boundary setting အားကောင်းတဲ့သူတွေပေါ့နော်ဘယ်လိုဆက်ဆံရေးမျိုးမှာပဲဖြစ်နေလေကောင်းကောင်းစီဆိုတာကိုချထားနိုင်ပြီးတော့ကိုလိုချင်တာကဘာလဲကိုလိုအပ်တာကဘာလဲဆိုတာကိုလည်းတေချာတိစောက်နိုင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘသူတွေဘလိုပဲစောင့်ကြည့်နေပါစေကိုလိုချင်တဲ့နေရာကိုအေးအေးဆေးဆေးလေးရောက်အောင်သွားနိုင်တဲ့သူတွေဖြစ်တယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ don't worry ပေါ့နော်အာဆိုရင်ကြာလည်းမလို့ don't care ပေါ့နော်ဘယ်လိုစိုက်စရာလဲမလို့ကိုလုံးစရာရှိတာလေးတွေကိုပုံမှန်အတိုင်းလေးပဲဆက်လုပ်သွားရင်ကြပါပြီဆိုတော့စောင့်ကြည့်နေတဲ့သူတွေကတော့ရှိတယ်စောင့်ကြည့်နေတဲ့သူတွေတဲမှာမှာပေါ့နော်ဟိုပေါ်တင်ကို့ပေါ်ကိုမကျင်နပ်ဘူးမကြိုက်ဘူးလို့ပြောတဲ့သူတွေကနည်းနည်းလေးဒါတော်သေးတယ်ပြောလို့ရတယ်သူမျက်နှာအမှန်ကိုမြင်ရတယ်အဲ့ဒီတဲမှာ80အားခိုင်နှုန်းတော့မင်းကိုစောင့်ကြည့်နေတဲ့သူတွေက မင်းအရှိမာတော့မင်းကိုအရန်နေသဘောကောင်းပြပြီးတော့မင်းကိုချစ်ပြနေပြီးတော့အနောက်ွယ်မှာမှမင်းကိုမနာလိုတူရှိဖြစ်နေတဲ့သူတွေပုံများလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ဆိုတော့ဂျေစုတင်ပါတယ်ရှင်ဒါက collective in general reading ပဲဖြစ်ပါတယ်တိုက်ဆိုင်တဲ့ဟာကိုပဲယူပါပေါ့နော်ဒီလို free reading လေးတွေအများနဲ့ရရှိခြင်းနဲ့ဆိုရင်တော့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးပါရှင် energy resonate ဖြစ်တဲ့ဆိုရင်လည်း comment မှာပြောခဲ့ပေးလို့ရပါတယ် ဆိုတော့ TikTok နဲ့ Facebook မှာလည်း active ဖြစ်တယ်ဆိုတော့ညာ Facebook မှာတော့ခုတလောနည်းနည်း reply ပြန်ရတာတော့ခက်ခဲနေရပေါ့နော် VPN error လေးတွေ internet line အခြေအနေလေးတွေကမကောင်းနေတော့လေဆိုတော့ YouTube မှာကတော့အမြဲတမ်း active ဖြစ်ပါမယ်ရှင် personal reading ဝယ်ခြင်းလေဆိုရင်တော့ description မှာ link ချပေးထားတယ် Telegram တို့မဟုတ် Viber မှာပုံပြင်လေးယူနိုင်ပါတယ်ရှင်ဆိုတော့ see you ကိုရေနောက်ထပ် reading လေးနဲ့တို့ပြန်တွေ့ကြမယ်နော်